အားလုံးပဲမင်္ဂလာပါ PDM များအလင်းဝင်လာအဲ့တော့ကျွန်တော်တို့ဝေဥတော်လိုင်းရပြီးဖြစ်တဲ့ခါကျတော့ PDF တွေကနေရာပေါင်းစုံကနေပြီးတော့အလင်းတွေအရှုအရှုဝင်လာကြပြီဖြစ်ပါတယ်နော်လောလောဆယ်ကျွန်တော်ပြောစရာလေးကဒီ2025ခုနှစ်17လပိုင်း28ရက်နော်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေမြေမတရားမြို့နယ်မှာ PDF 78ဦးလက်နက်ခဲယမ်းများနဲ့တူတက်မတော်ထံကို အလင်းဝင်လာခဲ့ပါတယ်။နော်အဲ့ဒီအခမ်းအနားကိုလည်းပဲအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမူချုပ်တင်မင်းလက်ကိုယ်တိုင်တိုက်ရောက်ပြီးတော့ထောက်ပံ့ပစ္စည်းတွေနဲ့စုငွေတွေထပ်မှန်ပြီးတော့ချီးမြှင့်ခဲ့တယ်လို့နော်ကြားသိရပါတယ်ဗျ။အဲ့ဒီတော့ PDF လူငယ်တွေတက်မတော်ထံဘာကြောင့်အလင်းဝင်နေကြတာလဲ။ ယခုလပိုင်းမှာနော်အမြင်မှန်ရပြီးတော့ဝင်လာတဲ့သူတွေတော်တော်များများကို များပြားလွန်ပါတယ်နော်စောစောကဝင်လာတဲ့သူတွေကိုသူတို့ဘာကြောင့်ဝင်လာကြတာလဲနောက်တကအလင်းဝင်လာတဲ့သူတွေကိုဘာကြောင့်အကျမ်းဘက်အဖွဲ့အစည်းတွေကို ရောက်သွားကြတာလဲဆိုပြီးတော့မေးတဲ့အခါကျတော့အများစုကတော့အယူကြီးကိုထောက်ခံလို့ဝင်တဲ့သူတွေမဟုတ်တလို့ တမရော်ကိုအမြင်မကြည်လို့ပီရိယထဲဝင်ခဲ့ကြတူတည်လဲမဟုတ်ကြပါဘူး။နေမြေအချိန်ညပီရိယထဲကိုမဝင်ရင်မိသားစုလိုက်တက်ပြက်မယ်ဆိုပြီးချိန်ကြောက်ခံရတဲ့အတွက်အသက်ခံရမှာကြောက်ပြီးပီရိယထဲဝင်ခဲ့ကြသူတွေများပါတယ်။အဲ့ဒီအပြင်ကိုပီရိယတွေတမရော်တိုက်ခိုက်နေခြင်းမဟုတ်ဘဲနဲ့အပြစ်မဲ့အရက်သားတွေကိုကျွန်တော်ဥတီတိုက်ခတ်တာဖြစ်တဲ့အတွက် သူတို့ရဲ့လုပ်ရက်တွေကိုဆက်စုပ်ယွန်ရှာလာပြီးတော့နော်အတိမန်တွေရပြီးတော့အလင်းဝင်လာကြတာဖြစ်ကြောင်းကိုသူတို့ကိုယ်တိုင်ကာယကရှင်တွေကိုယ်တိုင်ထုတ်ပေါ်ပြောဆိုလာကြပါတယ်တမတော်အနေနဲ့လည်းအလင်းဝင်လာတဲ့လူငယ်တွေကိုမိဘထံမိဘတွေထံကိုပြန်လဲအံ့နံပြီးကောင်းကောင်းမွန်မွန်စောက်ရှောက်ထားပါတယ်နော်ဘာပဲပြောပြောချင်းချောက်လိုပဲပီရီယက်တဲ့ဝင်ဝင်အတွေးမရီကြောင့်ပဲပီရီယက်တဲ့ဝင်ဝင် အခုလိုအမြင်မှန်လေးတွေရလာတာကျွန်တော်တို့အများကြီးဝမ်းသာပီတိဖြစ်မိပါတယ်။နောက်ထပ်လည်းပဲအလင်းဝင်လာမဲ့သူတွေရှိနေကြပါသေးတယ်လို့လည်းသူတို့ကပြောပါတယ်။ဆက်သွယ်မှုတွေလည်းရှိနေပါတယ်။နီးစက်ရတိုင်းစစ်ဌာနကျုံးမှာရှိတဲ့တာဝန်ခံတွေနဲ့ချိတ်ဆက်ထားပြီးလဲဖြစ်ပါတယ်နော်။ထပ်မံပြီးအလင်းဝင်လို့ယူတဲ့ညီငယ်ညီမတွေကိုလည်းပဲကျွန်တော်တို့မြန်မာတပ်မတော်နဲ့အတူတူ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ရှိတဲ့သူတွေအားလုံးကအမြဲတမ်းတကားဖွင့်ထားပေးပါတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကျော်လေးပါ